ဘုရား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 ဒီပုံစံကိုရိုက်ပြီးတော့အဲတော့အခုလည်းတည်းမှာဟိုမသွားအောင်နော်ဟုတ်တယ်သာသမီတွေအများမလို့ကျင်လို့ပြစ်ထားခဲ့ရလားအာမဟုတ်ဘူးဒီဟုတ်ပြီရယ်ရယ်ရယ်ဘာကြီးကိုခုအမ်ပြန်ခေါ်လာပါပြီအမျိုးတို့ရေးတဲ့အမ်ဝမ်းတာပါတယ်ရှင် ပြန်ခေါ်သွားတာကိုလေနော်ကျမတို့ကလည်း ကျမရဲ့စိတ်နဲ့ကိုယ်နဲ့ကိုကလမ်းမှာလဲနေတဲ့သူအရက်သမားလွင်ပေါ့နော်အဲ့လိုမျိုးကုညီတတ်တဲ့အကျင့်အားရှိနေလို့ကြောင့်အားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel ဒီမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့မန္တလေးတောင်ချေကနေပြီးတော့မျက်စိလဲလမ်းမှာပြီးတော့ရောက်လာတဲ့ကုလေးတစ်ယောက်က၃ရက်လောက်တောင်မှနော်ထမင်းမစားကြီးမတော့ဘဲနဲ့နေရတာတဲ့ရှင်ဒါကောနော်ဒီ view တွေကအမစီမှာရေသွားတောင်းမှဒီအမကတိရတာရှင်ဒါပေမဲ့အစပိုင်းတွေ့တော့ကအရက်သမားလို့ထင်နေတာနော်ဒီဦးလေးကလည်းအစားမစားတာ၃ရက်လောက်ရှိပြီဆိုတော့ ရံမူဓမပုံစံပေါက်နေတာရှင့်သူကလည်းတော့အနာတရားတွေဖြစ်လို့ခြေထောက်တွေမှာလည်းအအိမ်မရှိတော့ကိုလက်အမူရာကလည်းအရက်သမားနဲ့တူနေတာဒါပေမဲ့ဒီမကလည်းသူ့ရဲ့သားသမီးတွေဆွေမျိုးတွေတီးအောင်လို့လိုင်းမော်တင်ပြီးတော့ကူညီပေးလိုက်တာနောက်ပြီးတော့ဒီဗျူလေးထဲမှာဆိုသူ့ရဲ့အမျိုးတွေလည်းပြန်လာခေါ်သွားပြီးလို့တီးရတယ်ရှင့်ဒီဗျူလေးထဲမှာဆိုရင်တော့အကြောင်းအရာပြည့်စုံပါပါတယ်ညီမနဲ့ဒီဗျူလေးစုံပြီးလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့်အလုံးစုံနေတာတကယ် တဲ့နေဒီပုံစံကိုရိုက်ပြီးတော့အဲတော့အဝူနဲ့တည်းမှာဟိုမသွားအောင်နော်ဟုတ်တယ်သားသမီးတွေကများမလိုချင်လို့ပြစ်ထားခဲ့ရလားအာမောဟေးဟုတ်ပြီရေအဲ့ဒါမီးပြတ်ထွက်လာစိတ်လွတ်ပြီမန္လေးတောင်တော့ဟုတ်တယ်ဒီရှိပဲပြရတာဒီနောက်ဖက်ပြရတယ်မြောက်တောင်မပြရတောင်မပြရဟုတ်တယ်တောင်မပြရဆောင်းတန်းနေဟိုတန်းနေဟုတ်လားဟုတ်တယ်ဟောဟုတ်ပြီ အဲ့လိုပို့လိုက်ရင်လည်းမကြိုက်သေးဘူးခိုင်းစခင်ဗျဟောလားခေါ်မှာကျွန်တော်လုတ်ပြီးလို့ရမှာလေလားခေါ်အောင်လှမ်းပြခေါ်ခေါ်ဘာဘာအရက်တော့ချင်းသေးလားအာမတော်ဘူး။ဟောမတော်ဘူးဟောဟုတ်တယ်ဟုတ်တယ်။ဟုတ်တယ်အဲ့လိုလည်းတည်တယ်ညင်လား။အင်းဟုတ်လားသူ။ဟိုမသွားထိုင်အောင်။ဟိုဟိုဇယ်လေးပေါ်ထိုင်အောင်။မို့နေဘူးတော့ဒီနေ့မရဘူးလေ။ဒီနေ့ရှုပ်တော့ဟိုနေရာလေးသွားထိုင်ပြီးရော။ဟိုနေ့ဆိုဆိုဆိုဒီနေ့မယ်။ခုနကမှဟိုကအဲ့တဲ့အဲ့လိုရတဲ့နေရာလေးရှိတယ်။အဲ့မှာခဏလေးအဲ့။ဒါဆက်တယ်လောရမှာနီ။ ဒါလည်းဟိုသွားတရားသွားလို့မရတော့ဘူးမသွားနဲ့ဟိုလိုက်လာတယ်ထမင်းတွေမှလည်းကျွေးမယ်လေထမင်းထမင်းရင်စားမယ်ထမင်းစားပြီးခဏနာနားပြီးမှတောင်းကျိုးဖို့အိတ်ပြီးမှပို့မယ်လေအင်းခင်ဗျားဟိုဘယ်နေရာပို့ရမလဲဆိုတော့ကျွန်တော်ကကားတွေပါလုပ်ပြရအောင်မယ်ဟုတ်တယ်မလားကားတွေလူတက်ကြီးရွယ်ဦးလည်းမြင်ရတာတနာစရာပဲနော်လမ်းလျှောက်လို့မသွားနိုင်တော့ဘူးလေခြေောက်တရားအနာရင်းနဲ့လမ်းမလျှောက်နိုင်တော့ဘူးလေနော်ဒီကနေတောင်းကျိုးဆိုဝေးကြီးပဲလာလမ်းထိပ်ကိုပို့မယ်ခမင်းစားစားပြီးမှသွားမယ်လာလာကျော်ယူကလာတူတူရေဘူးပါမကြောက်နေရ ပြီးမယ်ပြီးမယ်ဗါတဲ့သူရေဘူးအဲ့ရေဘူးအကြီးကိုသူလွတ်မှာကြောက်လားပြီးမယ်လို့နာတော်တော်ကိုရေစားလာဟုတ်တယ်တော်တော်ကိုရေစားလာခုရေဘူးကိုအလို့မခံဘူးအလို့မခံအဲ့ရေဘူးတေးသေးလေးပေးတာမဟုတ်ဘူးဘူးကြီးမှာဘူးကြီးအဲ့โอเคကျွန်တော်လူကျော်ပဲအဲ့အဲ့ဟင်းတင်မာကြီးတင်မာကြီးဟောသူမိမအတင်မာကြီးတဲ့မိမရှိတယ်တဲ့အဲ့တော့သမင်းရင်စားအောင်နော်သမင်းလာပို့မယ်သမင်းစားပြီးခဏနားနားပြီးပြီးဆိုမှမန်လေးတောင်ကြီးကိုသွားဖို့ကားစင်းစားပေးမယ် နော်။မမ်းလေးတောင်မမ်းမိတာ။အေး။မမ်းလေးတောင်ကြီးအိမ်ကိုမမ်းမိလားဘာကြီး။မမ်းမိတယ်။မမ်းမိတယ်။အဲ့ဆိုဘာကြီးအရင်ကဘာလုံးလုံးတော့။အလုံးလုံးလေမားလုံးတော့။လေမားလုံးတာ။အိုးကောင်းသွားပြီ။ဘာကြီးအကုန်မမ်းမိရဲ့လေမားလုံးထားတာ။ဟုတ်တယ်။လေမားလုံးထားတာ။ကိုကမနီးရထွက်လာမနီးရထွက်လာလားပေါ့။လက်ချက်ထွက်လာ။ဒီကို။ဒီကားလေးတာ။ဟုတ်တယ်ရေဘူးပြောင်းမခံအောင်။မနီးရပဲကြီးထွက်လာ။ မနေ့ကဒီလိုဆက်တော့လေဒီဆေးရရှိပြီဆေးရလောက်ရှိပြီအနေရဲ့ဆေးရ၃ရက်ရှိပြီ၃ရက်ဩ၃ရက်ရှိပြီထွက်လာတာဘာဘာဘာလို့ရှိုင်းနဲ့ထွက်လာတော့လက်စီကျေတော့ရတာပါအေးမပြတ်တဲ့မျက်စိကလေးပါဟုတ်ကဲ့ဩဟုတ်ဩကဲမန်းလေးတောင်ထီရတဲ့နော်အေးမပြန်တတ်တာမျက်စိလေတော့လို့တဲ့၃ရက်ရှိပြီတဲ့ထွက်လာတာနော် အဲ့ဒါလေးကတနည်းကိုဟိုဒီဘကတော့သူကမန်လေးတောင်ချေကနေပြီးရက်ကွက်ထဲကိုမျက်စိလဲပြီးတော့ရောက်လာတယ်သူဒီမျက်စိလဲလာတဲ့ရက်အတော်တွင်းကလည်း၃ရက်တဲ့နော်အခုလို့၃ရက်တည်းမှာသူကဘာမှလည်းမစားပဲနဲ့ရေတောင်မှငတ်နေလို့အခုနော်သူ့ရဲ့လက်ထဲကရေဘူးကိုအလွတ်မခံနိုင်တာတော်တော်လေးကိုမှဒီလိုအသက်အရွယ်တွေကိုအခုလိုပုံစံတွေနဲ့မြင်ရတာတကယ်ကိုစိတ်မကောင်းဘူးနော်နောက်ပြီးတော့ဒီဘောက်ကိုလည်းနော်အိမ်သူအိမ်သားတွေကလာခေါ်သွားကြပြီတဲ့ရှင့်ပြန်လဲဆက်သွယ်ရပြီဆိုပြီးတော့ပြောထားတဲ့ဗီဒီယိုလေးနဲ့ဆက်ကြည့်လိုက်အောင်နော် ကဲမင်္ဂလာပါရှင်မနေ့ကတော့တင်ခဲ့တဲ့ဘာကြီးကိုခုအဲပြန်ခေါ်လာပါပြီအမျိုးတို့ရေးတဲ့အဲဝမ်းတာပါတယ်ရှင်ပြန်ခေါ်သွားတာကိုလေနော်ကျမတို့ကလည်းကျမရဲ့စိတ်နဲ့ကိုယ်နဲ့ကိုကလမ်းမှာလဲနေရသူအရက်သမားလွင်ပေါ့နော်အဲ့လိုမျိုးကုညီတတ်တဲ့အကျင့်ဟာရှိနေလို့ကြောင့်မို့ကျမကလည်းကျမရဲ့ခြံထောက်မှာဖြစ်သွားတာရဲ့ ကျွန်မစီမှာရေလာတောင်းတော့အဟဲဘာဖြစ်တာလဲဆိုအဲ့လိုပဲအဘာကြီးဆိုတော့ကျွန်မထွက်ကြည့်ရင်းနဲ့အော်အကူကြီးရလို့ရညာဆိုပြီးတင်လိုက်တာအမ်ဖုန်းနံပါတ်မတင်တော့လဲစိတ်တော့မဆိုးပါနဲ့ရှင်ဖုန်းနံပါတ်တင်လိုက်လို့ရှင်မလိုတဲ့သူတွေရောလိုတဲ့သူတွေရော အာလာပြီးတော့အမ်ဖုန်းလေးဆက်ပြီးတော့နောက်ဆက်ကြတာလည်းများပါတယ်ရှင်ပြီးတော့ဒီနေ့တနေ့ကုန်ကျမကိုအကြောင်းမပြန်နိုင်ဘူးဆိုတော့လည်းစိတ်မဆိုးပါနဲ့ကျမကလည်းကျမရဲ့အလုပ်ကလေးတွေနဲ့ကျမပြေးရတာလွှားရတာရှိတဲ့ခါမှာဖုန်းမကင်နိုင်ပါဘူးရှင်အဲ့တော့အခုဒီမိုးချုပ်တော့မှပေါ့နော်ကျမပြန်ရောက်တဲ့အချိန်ကလေးတွေကဝိုင်းပြောတာမမမမတဲ့ဘာကြီးကိုပြန်ခေါ်သွားပြီတဲ့ဩပြန်ခေါ်သွားပြီလားလို့ဝမ်းသာပါတယ်မရဲတဲ့ကိုမနေထဲမှာလည်းအမကိုဝိုင်းပြောထားကြတယ်တဲ့ဝိုင်းမပြောကြပါနဲ့ရှင်နော်ဝိုင်းမပြောကြပါနဲ့ကျမတို့လည်းကျမတို့ဝမ်းစာအတွက်ရှာဖွေရပါတယ်ရှင်ကျမတို့ ဒီပရာဟိတလုပ်တယ်ဆိုတာကလူတိုင်းလုံနိုင်ခြင်းမလုံနိုင်မှာเนาะအဲဘယ်လိုပြောမလဲကျွန်မကူညီနိုင်တဲ့အပိုင်းလေးကိုကျွန်မကကူညီပေးလိုက်တာเนาะ iPhone နံပါတ်မတင်တဲ့ကိစ္စတွေကိုလည်းဟိုအပြစ်မမြင်ပါနဲ့เนาะ iPhone နံပါတ်နဲ့ပတ်သက်ပြီးတော့အဲလူလိန်ကောက်နေလူလိန်နေအဲလူခံစားတာတွေအဲ့လိုတွေဖြစ်မှာဆိုလို့လည်းကျွန်မဖုန်းနံပါတ်မတင်ရဲပါဘူးရှင်ကျွန်မကဖုန်းနံပါတ်မတင်တာတောင်မှကျွန်မရဲ့ TikTok CP မှာအမကြီး ကလေးလေးတွက်ခက်ခဲလို့လူပါအောင်ပြူပါအောင်လဲဆိုတာတွေကအများကြီးပဲလာတာရှင်။အဲကြောင့်ကျမကိုကျမကအလူခံကျွေးနေရလဲမဟုတ်ဘူး။ကျမအလူခံစားနာလဲမဟုတ်ဘူး။နော်ဒီဒီဖုန်းနံပါတ်မတင်တာလေးကိုလည်းကျမတောင်းပန်ပါတယ်နော်။ခုအဲဒီအမကဆက်သွဲတာဆက်သွဲလို့မရလို့စိတ်ပူတာကိုလည်းတောင်းပန်ပါတယ်ရှင်နော်။ခုကျမအလုပ်တွေနဲ့ကျမဒီမှာအလုပ်စကားပြောနေရတော့ကျမမပြီးသေးဘူးရှင်နော်။ဒီကြာလေးတက်လာတယ်ဆိုတော့လေစိတ်လည်းမကောင်းဘူးနော်။အဆင်ပြေပြေနဲ့ပြန်တွေ့သွားတယ်ဆိုတဲ့အတွက်လည်းဝမ်းသာပါတယ်ရှင်နော်။ ကျမလည်းစားကနေတွေးပြီးသားရှင်เนาะကျမတက်နိုင်တဲ့အရာလေးတွေကျမလုတ်ပြီးရင်တလန်းနဲ့တင်ပေးလိုက်တာဖြစ်တဲ့အတွက် ကျမကိုလည်းစိတ်မဆိုးပါနဲ့လို့เนาะရောက်တယ်ဆိုရင်လည်းဒီရှမ်းရွာကြီးတောင်ကကျမတို့ရဲ့တပတ်ချမ်းလို့မေးလိုက်လူတိုင်းသိပါရဲ့ရှင်เนาะအမတို့ကလည်းဒီကနီနီနနာမှနေတယ်ဆိုတော့အလာတွေ့တယ်ဆိုလဲလာလို့ရပါတယ်သွားမယ်ဆိုလဲသွားလို့ရပါတယ်เนาะဟိုစိတ်တော့မဆိုးပါနဲ့ကျမလည်းကျမရဲ့အလုပ်တွေနဲ့ကျမမနိုင်ဖြစ်သွားတဲ့ခါတော့ပေါ့เนาะကျမရဲ့အာဘယ်လိုပြောမလဲကျမရဲ့ဟို ဘယ်လိုပြောရမလဲကျမရဲ့လစ်ဟာမှုလေးပေါ့နော်ကျမရဲ့မစင်မကျင်လစ်ဟာမှုလေးကိုတော့စိတ်မဆိုးပါနဲ့လို့ကျမအလုပ်ခေဆိုင်နဲ့ကျမပြေးလိုက်ရတဲ့ခါမှာကျမနောက်ကျသွားပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဘာကြီးနဲ့ပြန်တွေ့ရတဲ့အတွက်ဘာကြီးကိုလည်းကြမ်းကြမ်းမမနဲ့ပြန်တွေ့ရတဲ့အတွက်ဝမ်းသာပါတယ်ရှင်ထပ်တူဝမ်းသာပါတယ်နော်ဒီ view လေးကတော့ဒီဦးလေးရနော်မန်လေးတောင်ခြေကနေပြီးတော့သူကမျက်စိလည်ပြီးတော့ရောက်လာတာလည်းရှင်းဒီ view တင်ပေးလိုက်တဲ့အမစီမှာသူကရေလာတောင်းလာတယ်နော်ရေလာတောင်းရင်းကနေမှဒီအမကမေးကြည့်လိုက်တော့မှသူကမျက်စိလည်လာတာဆိုပြီးတော့သိရတာ နောက်ပြီးတော့ဒီအမကလည်းအစကတော့ရတမားလို့ဖြစ်နေတာရှင်။ဒူလေးပုံစံကလည်းမတီးတဲ့သူတွေချိနော်တကယ်ရတမားပုံစံနဲ့တူနေတာနော်။သူက၃ရက်လောက်နော်။အရင်မတော့အစားမစားပဲနဲ့နေခဲ့ရလို့။နောက်ပြီးတော့ဒီဦးလေးရဲ့နော်ဆွေမျိုးတွေအနေနဲ့ရောဒီလိုတက်ကြီးရွယ်ဦးတွေကိုပိုင်ဆိုင်ထားရတဲ့သူတွေအနေနဲ့လည်းနော်ဒီလိုကိုယ့်ရဲ့မိဘတွေဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေမျိုးတွေကိုနော် တီချာလေးကိုမှစောင့်ရှောက်ပြီးတော့ကြီးရှုတဲ့နန်းရှင်ဒီရွယ်တွေကတော့ရှောက်သွားပြီလို့ရှင်တချို့ကအိမ်ပြန်လာမမမီတော့တဲ့အပြင်အကုန်လုံးကမှမိပြီးတော့နော်အဲ့လိုမျိုးနန်းပြီးမှရောက်နေတဲ့ခုလိုမျိုးမြင်ရတာကြတကယ်ကိုမှစိတ်မကောင်းစရာနော်တကြီးရွယ်တွေအနေနဲ့ လမ်းမမှာရောက်နေပြီးတော့အစားမစားရဘူးဆိုရင်တော်တော်လေးကိုမှတနာစရာဟိုတလောလေးရဆိုရင်လည်းနော်လိုင်းပေါ်ကနေအန်ဒီတယောက်ကသသမီးတွေကပစ်သွားတယ်ဆိုပြီးတော့နော်ပစ်ထားခဲ့တဲ့နေရာမှာပဲနေနေတာနော်ဘယ်မှကိုမသွားဘဲနဲ့ရှိနေတာရှင့်ဒါကြောင့်မလို့ဒီလိုတကြီးရွယ်ဦးတွေကိုတွေ့လို့ရှိရင်လည်းနော်ကုညီကြပါရှင့်ဒီအမလိုမျိုးပေါ့နော်ဒီမကလိုင်းပေါ်တင်ပေးလိုက်တာကြောင့်ဒီဦးလေးရဲ့အမျိုးတွေကလည်းလာပြန်ခေါ်သွားပြီလို့လည်းသိရတယ်ဒီမကလည်းနော်ဝိုင်းပြီးတော့ blame နေကြတဲ့သူတွေကလည်းမ blame သင့်ဘူးရှင့် သူကလည်းသူတက်နိုင်တဲ့ဘက်ကနေပြီးတော့ line မတင်ပေးလိုက်တာအခုခေတ်ကဆိုရှယ်မီဒီယာခေတ်ဆိုတော့လေတခုခုဆိုရင် line မတင်လိုက်တာနဲ့အားလုံးကတိကျပြီးတော့နော်ကူညီနေတာရှင့်ကူညီလိုက်ကြညီမရဲ့ video လေးကတော့ဒီလောက်ပါပဲရှင့်တီးရှုတဲ့သူတွေအနေနဲ့တီးထားလို့ရအောင်လို့ဒီ video လေးကိုပြန်လည်ဝင်ပြန်လိုက်ရှင်ဖြစ်ပါတယ်ရှင့်နောက် video လေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်